။ပြတလောက်ကိုဝန်ကြီးတွေဖြစ်ပြီးမှပြည်သူကိုပေါ်တင်လိုက်ပေါ်ကလင်ရဲတဲ့လူတွေဘယ်တော့မှမဟုတ်ဆောင်စရာ။မိတ်ဆွေများလုံးကမြင်ကြပါအောင်။တချင်ဖုန်းကြီးကတော့အန်ယူဂျီအန်အန်ဒီတွေအားလုံးဟာတခိုးများဖြစ်တယ်လို့ပြောဆိုလိုက်ပါပြီ။ဒါတောင်းကြအောင်ခင်ဗျာ။အဲ့တော့ပြောပြီးနင်တို့ရေးမိမှာပေါ့။ဥမာကျွန်တော်တို့ခံပတ်တို့ရှူပြီးအေးလာပါ။ခံပတ်လာရှူပြီးအေးလာကျွန်တော်တို့စကားတဲ့အထက်ပိုင်းပေါ့နော်။အဲ့ဒါဆလာတဲ့ ကျွန်တော်ချင်းနဲ့လည်းစုစည်းလာတယ်အဲကျွန်တော်ချင်းမှလည်း UG နဲ့ပေါင်းပြီးလှူစားတဲ့လူတော့ရှိတာပေါ့အဲချင်းမှမဟုတ်ဘူးလေကချင်းမှလည်းရှိတာပဲ UG ကိုနဲ့ပေါင်းပြီး UG ကိုကာကွယ်ပြီးမှအဲဒီပတ်ဆိုင်ရအရသာတည်သွားတဲ့ကချင်းနပိမ့်ကလည်းရှိတာပဲဆိုတော့ UG အဖွဲ့ထဲမှာတကယ်ကိုပတ်တည်ပြီးမှလုံနေတဲ့အဲချင်းကောင်းဆောင်ကိုလည်းပါပါမယ်ကချင်းကောင်းဆောင်ကိုလည်းရှိတာပဲဒါမဲ့ အဲ့ဒီအင်ဂျီနဲ့ပေါင်းစားနေတဲ့ချင်းကောင်းဆောင်ကချင်းကောင်းဆောင်ရောစိတ်မညစ်နဲ့ဒီကောင်တွေကဟာဒီကောင်တွေလည်း sorry ကျွန်တော်လည်းစကားပြောတယ်ဒီကောင်တွေဟောဒီကောင်တွေကလည်းလာပြန်ပြီအဲ၅ရက်ဆယ်ရက်လောက်ရှင်းထားပြီဒီလူတွေကြောင့်တော်လန်ရဲကအချိုးလဲမယုတ်တယ်လို့အချိုးလဲမရှိဘူးလွတ်ထားလိုက်ဆိုတော့တကယ်တကယ်ဒီအချိန်မှာ ကျွန်တော်ကချင်းနဲ့ဗမာတွေချင်းနဲ့ရခိုင်တယ်ကချင်းနဲ့ဗမာတွေချင်းနဲ့ရခိုင်သူတို့သွားနေတယ်ဒီဖလန်လန်းချောင်းကဖလန်လန်းချောင်းမှာအဓိကလူငယ်တွေကဆုံးဖြတ်ချက်ချတယ်ဆိုတော့ရှေ့ရှောက်အနောက်နောင်ပေါ်ပေါက်လာမယ်ကျွန်တော်ရဲ့ပြည်ထောင်စုမှာဒီအိုကြီးအိုမ တဲ့ကြီးရွယ်ဦးပြရမလားရှိတာပေါ့မရှိပဲပင်နေမှာဟုတ်တယ်မလားမတို့ရှိတဲ့နေရာလာရှိအကုန်ပြချအောင်ပြတလောက်ကိုဝန်ကြီးတွေဖြစ်ပြီးမှပြည်သူကိုပေါ်တင်လိုက်ပုံကလင်ရဲတဲ့လူတွေဘယ်တော့မှမဦးဆောင်စေရအောင်နောင်ပေါ်ပေါက်လာမယ်အနာကဖက်ဒရယ်ပြည်ထောင်စုက အဲ့ဒီအူကြီးဦးမရေပေါ်ရှိလူလင်းတခုတွေဥဆောင်တဲ့ NLD ပါတီဟောင်းဘယ်တော့မှနေရမရစေအယူကြီးလည်းမရစေဗမာမျိုးဆက်တိဗမာလူငယ်တွေတို့အတူ NLD ဖွဲ့ရင်ဖွဲ့မယ်မတည်ဘူးသူတို့ဘာပါတီဖွဲ့မယ်မတည်ဆာအဲ့ဒီလူတွေကဥဆောင်ပြီးမှဗမာတွေရဲ့ကံချမှာအဲ့ဒီဗမာလူငယ်တွေဆုံးဖြတ်သွားလိမ့်မယ်အဲ့ဒီဗမာကံချမှာ အခုနင်တို့မပြောရကောင်းပါလားစကားဆိုတဲ့ခါလဲပြောပါများအမားပါတယ်အစင်တိမယ်မြန်မာနိုင်ငံရဲ့မြန်မာသမိုင်းကိုပခုံးထမ်းလွဲယူမယ်လူတွေအစင်တိမယ်အဲ့ဒီလူတွေရှိတယ်သူတို့တွေပခုံးလွဲယူနေမယ်အဲကြောင့်အခုအမေရိကရောက်တော့လေထိုင်းရောက်တော့လေလူမိုက်တွေတခိုးချဘိုးတွေ ေါ်လာရဲကိုချနင်းလုဆာအန်ယူဂျီတွေ NLD တွေမင်းတို့နောင်ပေါ်ပေါက်လာမယ်ဓမ္မနိုင်ငံရဲ့အခင်းအချင်းမှာမင်းတို့ဒီနေရာရလိမ့်မယ်လို့လုံးဝမထင်ဘူးဒီဗမာလူငယ်တွေမင်းတို့ကိုခင်အောင်လုပ်နေတယ်လုံးဝနေရာပေးပါမို့ဒီကချင်ဘုန်းကြီးလည်းကောင်းတဲ့လူတော့မဟုတ်ဘူးညာနော်ဒီလူတွေကတိုင်းပြည်ဖြတ်စီနေတဲ့လူတွေမှာပါတယ်လူငယ်တွေကိုမြှောက်ပေးနော်အန်ယူဂျီကိုတတ်ခိုက်လို့လို့နော်နဲ့လူငယ်တွေရှောက်မြှောက်ပေးပြီးတော့ ကောင်တွေကတိုင်းပြည်ကိုဖျက်ဆီးနေတာဗျာနော်